မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရတဲ့အကြမ်းဖက်မင်းအောင်လိုင်ကအာဆီယံနိုင်ငံအချင်းချင်းဆက်ဆံရမှာဒီတွင်ရဲကိုစွဖတ်မှုမပြုရေးပဋိညာဉ်ကို လေးစားလိုက်နာစောင့်ထိန်ကြပါဆိုပြီးပြောဆိုနေပြန်ပါတယ်အကြမ်းဖက်စစ်ကောင်စီကိုဇာပြုယာယီသမရမြင့်ဆွေတိုက်စုံမှုကိုအကြမ်းဖက်မင်းအောင်လိုင်ရဲ့တားနဲ့တမိအပြင် ချွေးမနဲ့မြေးမငါးဥကပါဝမ်းနဲ့ကြေကွဲတယ်ဆိုပြီးကြေညာထားပြန်တယ်လို့နေပြီးတော့မှဩဂလ17ရက်နေ့ရောက်ရင်အာတုပအခမ်းအနားနဲ့မြစ်ဆွေအလောင်းကိုလှဲ့လဲမတာချအောင်ပဲဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရတဲ့အကြံဖတ်မင်းအောင်နိုင်က အာဆီယံနိုင်ငံအချင်းချင်းဆက်ဆံရမှာပြည်တွင်းရေးကိုစွတ်ဖက်မှုမပြုတ်ရေးဗတိညင်ကို လေးစားလိုက်နာဆောင်ထင်းကြပါဆိုပြီးပြောဆိုနေပြန်ပါတယ်။ဒါကတော့ဒီကနေ့ဩဂုတ်လ၈ရက်နေ့မှာကြာရောက်တဲ့58နှစ်မြောက်အာဆီယံနှစ်ပတ်လည်နေ့အခမ်းအနားကို ပေးပို့တဲ့စာမှာအကြံဖတ်မင်းအွန်လိုင်းကထည့်သွင်းပြောဆိုထားတာပါ။အဓိကကတော့လက်ရှိအချိန်ထိအာဆီယံထိပ်သီးအစည်းအဝေးတွေမှာအကြံဖတ်မင်းအွန်လိုင်းကိုတက်ခွင့်မပေးဘဲပိတ်ပင်ထားတာဖြစ်တဲ့အတွက် မင်းအွန်လိုင်းဟာသူ့ကိုတက်ခွင့်မပေးတဲ့အာဆီယံကိုပါအပြစ်တင်ပြောဆိုတဲ့သဘောပေးပို့တဲ့စာထဲမှာထည့်သွင်းရေးထားတာဖြစ်တယ်လို့ရေးထားတဲ့စာအရဆိုရင်အဓိကပြောထားတာကတော့အာဆီယံရဲ့ဗိညာဉ်စာတမ်းအရအာဆီယံနိုင်ငံအချင်းချင်းဆက်ဆံတဲ့အခါမှာပြည်တွင်းရေးကိုစွပ်ဖက်မှုမပြုရစ်ဗိညာဉ်ကိုလေးစားလိုက်နာစောင့်တိန်ကြပါဆိုပြီးအကြံဖက်မင်းအွန်လိုင်းကပြောဆိုထားပြန်တာပါတစ်ဖက်မှာတော့အာဆီယံကမြန်မာအရေးနဲ့ပတ်သက်ပြီးမင်းအွန်လိုင်းဥဆောင်တဲ့ဆန္ဒသိမ်းမှုဖြစ်ပွားပြီးတဲ့နောက် ဒေါ်ဆက်စုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွှတ်ပေးဖို့အချက်ပါတဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့မြန်မာအရေးကိုဖြည့်ရှင်းအကောင့်ထည့်ဖော်ဖို့၂၀၂၁ခုနှစ်ကတည်းကအာဆီယံကဆုံးဖြတ်ချက်ချမှတ်ထားပြီမယ်။ဒါကိုမင်းအွန်လိုင်းနဲ့စစ်ကောင်စီကလိုက်နာမှုမရှိတဲ့အတွက်အာဆီယံကလက်ရှိအချိန်ထိအကြံဖတ်မင်းအွန်လိုင်းကိုနိုင်ငံခေါင်းဆောင်အဖြစ်အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတက်ခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါလိမ့်ခင်ဗျ။ ဖက်မှာတော့အကြံဖတ်စစ်ကောင်စီကိုစားပြုရိုက်သမရမြင့်ဆွေတိစုံမှုကိုအကြံဖတ်မင်းအောင်လိုင်းရဲ့တားနဲ့တမိအပြင်ချွေးမနဲ့မြေးမ၅ဥကပါဝမ်းနဲ့ကြေကွဲတယ်ဆိုပြီးကြီးညာထပြန်တယ်လို့နေပြီးတော့မှဩဂုတ်လ၁၇ရက်နေ့ရောက်ရင်အတုပအခမ်းနားနဲ့မြင့်ဆွေရဲ့အလောင်းကိုလှဲ့လေမတာချအောင်မယ်လို့သိရပါတယ်ဒါကတော့အကြံဖတ်စစ်ကောင်စီကိုစားပြုရိုက်သမရမြင့်ဆွေတိစုံမှုအတွက်စစ်ကောင်စီရဲ့စစ်ကော်မရှင်နဲ့ဝင်ကြီးဌာနတွေအဖွဲ့အစည်းတွေကဝန်내ကြေကွဲကြောင်းကြေညာမှုတွေကြားမှာ အကျံဖတ်မဲအောင်လိုင်းရဲ့သမီခင်သီရိတမောတာအောင်ပြည့်စုံချွေးမမျိုးရဏထိုက်နေမြေးမငါဥကပါဝမ်းနဲ့ကြည်ခွဲရပါတယ်ဆိုပြီးကြည်ညာလာတာဖြစ်ပါတယ်မဲအောင်လိုင်းရဲ့တာအောင်ပြည့်စုံနဲ့မျိုးရဏထိုက်တို့မှာသမီအကြီးခင်ငင်းချမ်းပြည့်စုံလိုက်ခင်ဖုံးမြတ်ပြည့်စုံနိုင်တယ်ငယ်ဆုံးသမီမြပိုးဆိုသူတို့သမီသုံးဦးရှိပြီးခင်သီရိတမောမှာတော့ဧကရီတမောလိုင်းနဲ့မေဘရနီတမောလိုင်းဆိုပြီးသမီနှစ်ဦးရှိပါတယ် ဩဂုလ9ရက်နေ့ဖြစ်တဲ့မနေ့ကတည်သွားတယ်အချက်ဖက်စကောင်စီကိုစားပြုရိုက်သမလမြင့်ဆွေရဲ့မတာချအတုပတ်ကိုလည်းဩဂုလ17ရက်နေ့မှာအခမ်းအနားနဲ့ပြုလုပ်အောင်မှဖြစ်ပြီးမြင့်ဆွေရဲ့မတာလောင်းကိုနေပြီးတော့အတွဲတည်ယူလှည့်လဲဓာတ်တွေဂုံပြုနှုတ်ဆက်ဓာတ်တွေလှုပ်ဆောင်အောင်မှဖြစ်တယ်လို့လည်းသိရပါတယ်အချက်ဖက်စစ်တကမြင့်ဆွေရဲ့မတာအလောင်းမြေကြရေးအတွက်ဦးစီးကော်မတီနဲ့လုပ်ငန်းကော်မတီ17ခုကိုဖွဲ့စည်းထားပြီးမနေ့ကမတာချရေးအစည်းအဝေးကိုလှုပ်ဆောင်ခဲ့ကြသလိုမြင့်ဆွေအာတုပါအတွက် မြန်မာနိုင်ငံမှာရှိတဲ့ပြည်ပတန်ယုံတွေကောင်စစ်ယုံတွေနဲ့ပြည်တွင်းပြည်ပအဖွဲ့ဇီးတွေကိုပါဖိတ်ကြားဖို့လုပ်နေပြန်တဲ့အပြင်ဩဂုလ17ရက်နေ့မွန်းလဲတနာ ਈ ခွဲမှာမြင့်ဆွေရဲ့မသားအလောင်းကိုနေပြည်တော်မှာလှည့်လည်ပြီးမသားချအတုပပို့ဆောင်မယ်လို့လည်းနာရေးကြေညာထားပါတည်တယ်ခင်ဗျ တစ်ဖက်မှာတော့ဘကိုးမျိုးရဲ့မြို့လေကောင်မှရှိတဲ့ဘူကျောင်းစက်ကျေးရုပ်ထုကိုအချက်ဖက်စက်ကောင်စီကညအချိန်မီးတွေဖြတ်တောက်အမှောင်ချပြီးဖေရှားဖြစ်စီတွားပြန်တယ်လို့ဘကိုးမျိုးနေပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညတကောင်ရန်12နာရီဝန်းကျင်လောက်မှာပဲဘကိုးမျိုးရဲ့မြို့လေအမှတ်1အခြေခံပညာကျောင်းအနီးဘကိုးတိုင်းအစိုးရအဖွဲ့ယုံနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ဘူကျောင်းစံကျေးရုပ်ထုကိုအကြံဖက်စကောင်စီတက်ကလျှက်စစ်မိတွေအရင်ဖြတ်တောက်ပြီးမှ ဖျက်ဆီးဖယ်ရှားသွားပြန်နေဆိုပါလေညာကြီးအချိန်မတော်စစ်ကောင်စီတပ်ကအဲ့ဒီဘူကြောင်ဆန်းရုတ်ထုကို grain guard တွေနဲ့လာပြီးဖျက်ဆီးဖယ်ရှားသွားတာဖြစ်တယ်လို့ရုတ်ထုကိုဖျက်ဆီးတဲ့အချိန်မှာရောတဲသွားတဲ့အချိန်မှာပါအရင်ဆုံးလျှက်စစ်မီးတွေဖြတ်တောက်အမှောင်ချပြီးမှစစ်ကားတွေနဲ့ပါဝင်းရံပြီးတဲသွားကြတာဖြစ်တယ်လို့ဘကိုးမျိုးနေပြည်သူတို့ကရှင်းပြထားပါတယ်အလားတူဇော်လန်လ28ရက်နေ့ကလည်းနေပြည်တော်ပုပ္ပသီရိမြို့နယ်တန်လွင်လမ်းနယ်ဇော်ကြီးလမ်းအကြားပုပ္ပဈေးအနီးမှာရှိတဲ့ဘူကြောင်ဆန်းကျေးရုတ်ထုကိုပါ ဈေးကောင်းစီတက်က grain ကားတွေ buffalo ကားတွေနဲ့ဖယ်ရှားသွားခဲ့ပြီးရုတ်ထုထားရှိတဲ့စင်ကိုပါဖြိုချဖျက်ဆီးခဲ့ပါသေးတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးစစ်တပ်သတင်းရင်းမြစ်တချို့ကတော့စစ်ကောင်းစီကအခုလိုဗိုလ်ချုပ်စံချေးရုတ်ထုကိုဖယ်ရှားရှင်းလင်းနေတာတွေဟာစစ်ကောင်းဆောင်မဲအွန်လိုင်းရဲ့ရေတရာတစ်ခုဖြစ်နိုင်တယ်လို့လည်းသုံးသပ်ပြောဆိုထားကြပြီးတရင်တပ်ဖွဲ့တွေမှာတော့ဗိုလ်ချုပ်စံရုတ်ပုံကိုဆက်လက်ချိတ်ဆွဲအလေးပြုနေရဆဲဖြစ်တယ်လို့သုံးသပ်ပြောဆိုထားကြပါတယ်ခင်ဗျာ ာတော့ဒင်းသားကြီးတိုက်ကော်တောင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီးမူရစေဝါရောင်းဝယ်တုံးဆွဲနေတဲ့စစ်တပ်တရင်ပေးနေလဲအောင်ဆိုတဲ့သူကိုတော်လန်ရဲ့ရဲဘော်တွေကပြစ်ခတ်ဖမ်းဆီးရမှာပွဲချင်းပြီးကိုတေသွားပြီလို့ကော်တောင်းမြို့နယ်ပကပရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ဩဂုတ်6ရက်နေ့ကပဲကော်တောင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီးမူရစေဝါရောင်းဝယ်တုံးဆွဲနေတဲ့မလီဝန်တိုက်နယ်စေအင်စုနေစစ်တပ်တရင်ပေးလက်နက်ကင်နေလင်းအောင်ဆိုသူကို တော်လန်ကြီးရေဘော်တွေကတွားရောက်ပြစ်ခတ်ဖမ်းဆီးရမှာနေရမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီစစ်တပ်သတင်းပေးလက်နက်ကိုင်နေလင်းအောင်ဆိုသူကိုတော်လန်ကြီးရေဘော်တွေကအကြင်ကြင်ဖမ်းဆီးပြီးစစ်တပ်သတင်းပေးဆက်မလုပ်ဖို့ခန့်ဝင်ဂတိထိုးခိုင်းပြီးတော့အကြင်ကြင်တတိပေးနေတဲ့ကြာကအဲ့ဒီသတင်းပေးနေလင်းအောင်ဆိုသူဟာစစ်တပ်နဲ့အတူဆက်လက်ပူးပေါင်းပြီးမူရစ်စေဝါရောင်းဝယ်တုံးဆွဲတာတွေတော်လန်ကြီးတပ်တွေရဲ့သတင်းကိုလိုက်လံစုံစမ်းပြီးစစ်တပ်ကိုသတင်းပေးတာတွေဆက်ပြီးလုပ်နေတဲ့အတွက် ဒီတခါတော့တခါတည်းပြစ်ခတ်ဖမ်းဆီးလိုက်တာဖြစ်ပြီးအခုတော့သေပြီလို့ကော့တောင်းမြို့နယ်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ဒင်းသာဤတိုင်းရေပြူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ဤတတွေကဂျာဖြတ်တိုက်ခိုက်ချင်းမို့ရမှာစစ်ကောင်စီဘက်ကဗိုလ်ကြီး2ဦးအပါဝင်15ဦးဝင့်ကျင်ကတော့အသီးသီးတိတ်ကုန်ကြပြီးဒဏ်ရာရတဲ့သူတွေနဲ့ပါစစ်တပ်ဘက်ကအထိနာနေကြတယ်လို့ ဒီ NLA တဝဲတက်တော်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဩဂလ9ရက်နေ့ကပဲဂျက်ဖက်စကောင်စီရဲ့ရေပြူမြို့နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာပြန်တဲ့စစ်ကောင်စီရဲ့အမှတ်400ခွန်တပ်ရင်းကအင်အားတရာဝင်းကျင်ပါစစ်ကြောင်းကိုဒေါ်လာအပူပေါင်းတပ်တွေကကြားဖြတ်တက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကဗိုလ်ကြီး2ဦးအပါဝင်15ဦးဝင်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီ တော်လိုင်းဘက်ကလည်းရဲဘော်တချို့ဒဏ်ရာရထတာတွေရှိတယ်လို့ DNA တဝဲတက်တော်ရဲ့တာဝန်ရှိသူတူကပြောထားသလိုလက်ရှိမှာလည်းစစ်ရေးကနှစ်ဖက်တင်းမာမှုတွေဆက်လက်ဖြစ်ပေါ်နေပြီးစစ်ကောင်စီဘက်ကလည်းအထိနာနေတာတောင်စစ်ကြောင်းထိုးတာတွေဆက်လက်ရှိနေတော့ပဲလို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလည်း တင်းသာရီတိုင်းပတ်မှာအကျန်းဖက်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်တိုက်ပွဲတွေခက်ဆက်စိတ်ဖြစ်ပွားနေတဲ့အချိန်တဲနိုင်မြို့နယ်ကရမ်ဖူကြေးရွာမှာတက်ဆွဲထားတဲ့အကြဖက်စစ်ကောင်စီတပ်သားတွေကိုပါဒေါ်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်သား၃ကတော့အတီးတီးတေကုံကြပြန်ပြီလို့ဘုခရင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့လက်ရှိတရင်သာရီတိုင်းမှာဒေါ်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာတွေလုပ်နေရမှာ ဒေါ်လာရေးတက်တွင်တဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတဲ့အချိန်တစ်ဖက်မှာလည်းအော်ဂူလာ9ရက်နေ့ဖြစ်တဲ့မနေ့ကတည်းရမ်ဖိုဂျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးတက်တွေကဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား3ဦးကတော့အသီးသီးသိမ့်ကုန်ကြပြီလို့ဘုခရင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားသလိုတစ်ဖက်မှာလည်းလက်ရှိတင်းသာကြီးတိုင်းကတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့မြို့နယ်ပတ်တွေမှာစစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့တော်လိုင်းတက်တွေအကြား တိုက်ပွဲတွေခက်စိတ်စိတ်ကိုဖြစ်ပွားနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကမလိုက်နဲ့တောင်တမြို့နယ်အစက်မှာရှိတဲ့ရတပ်ပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအကြပ်ဖက်စက်ကောင်စီတပ်ကစက်တက်လေဒီတွေနဲ့ဘုံကျက်တက်ခိုက်တောင်းမှုကြောင့်ဒေသခံပြည်သူတွေတဲရှောင်နေရတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့ဩဂုတ်လ6ရက်နေ့ကစပြီး မိဒီလာလီတက်ကတက်လာတဲ့အချက်ဖတ်စစ်ကောင်းစီရဲ့စက်တက်လီဒီကမလိုက်နဲ့တောင်သာမြို့နယ်အစမရှိတဲ့ရသပီတရီနေထိုင်ရာခြေရွာတွေကိုဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်းစီတက်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ခြေရွာနေပြည်သူတွေကတော့ဘေးလိုရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ကောင်းစီတက်ကမြေပြင်မှာဗားတိုက်ပွဲမှမဖြစ်ပဲဓမင်းတကာရသပီသူတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တာတွေကိုရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတာဖြစ်တယ်လို့လေဒေတာတွင်တရင်ရင်မြစ်ကပြောထားပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါရန်ကုန်ခစ်တက်ရဲ့ ykdnews.com website မှာလည်းချိန်နှိမ့်မြနေ့စဉ်သတင်းတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်